မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့လူကိုယ်အလုံးအကျိုးပြုတယ် Omega 3 fatty acid တွေပါဝင်နေတဲ့ငါးကြီးစီတောက်ကြီးရဲ့ကောင်းကျိုးဆက်ချက်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။စီရီထဲမှာလူကိုယ်အင်မတန်အကျိုးပြုတဲ့ Omega 3 fatty acid ဆိုတာရှိပါတယ်။ Alpha linolenic acid, Eicosapentaenoic acid တွေဟာ Omega 3 fatty acid တွေပဲဖြစ်ပါတယ်။ ။ Omega 3 fatty acid ဟာညံလွန်ကောင်းစေတဲ့အာနိသင်ရှိပါတယ်။ဒါကြောင့်လဲဆိုတော့လူအုံနာဟာ Omega 3 fatty acid တွေနဲ့အများဆုံးဖွဲ့စည်းထားလို့ပဲဖြစ်ပါတယ်။လူတွေရဲ့အုံနာဟာ Omega 3 fatty acid တွေကျွေးရတာကြောင့်ကမ္ဘာပေါ်မှာလူသားတွေဟာညံရင်အမြင့်ဆုံးဖြစ်နေရတာပါ။ Trace နေထဲမှာလည်းရေတတဝါဖြစ်တဲ့နှင်းမိုင်ရဲ့အုံနာဟာ Omega 3 fatty acid တွေရှိနေတာကြောင့်နှင်းမိုင်တွေကရေတတဝါတွေထဲမှာညံရင်အမြင့်ဆုံးဖြစ်နေတာပါ။ ဒါရီကြည့်ကြရပြီးညရေကောင်းဖို့အတွက် Omega 3 fatty acid စားပေးရမယ်ဆိုတာထင်ရှားပါတယ်။ Omega 3မှာအဓိကအားဖြင့် EPA, DHA, ALA ဆိုတဲ့အဆစ်သုံးမျိုးပါဝင်ပြီးတော့ဒီအဆစ်တွေကခန္ဓာကိုယ်အတွက်အကျိုးရှိစေတဲ့အဆစ်တွေပဲဖြစ်ပါတယ်။အဲ့ဒီ Omega 3 fatty acid တွေကိုငါးကြီးစီတွေမှာအများအပြားတွေ့ရပါတယ်။အစားအသောက်တွေထဲမှာအိုမီဂါ3ကျော်ရတဲ့အစားအစာတွေကတော့အဆီများတဲ့ငါ အထူးသဖြင့်ဆာမောစာတင်းတူနာ၅နဲ့ငါးကြီး၅တွေအခုမှအသီးတွေဖြစ်တဲ့တကြအသီးတွေမှာတွေ့ရပါတယ်။ဥမီဂါ3တွေ့ပါတဲ့အစားအစာတွေကိုစားဖို့အခက်ခဲရှိတယ်ဆိုရင်လွယ်လွယ်ကူကူနဲ့ဥမီဂါ3ကိုဓာတ်ရရရှိဖို့အတွက်ဥမီဂါ3ဓာတ်ရရစေမယ့်ငါးကြီးစီလုံးလေးတွေကိုဝယ်သလိုရပါတယ်။ဒါဆိုရင်ငါးကြီးစီတောက်ချီရဲ့အကျိုးကျေးဇူးတွေကဘာတွေဖြစ်မလဲဆိုတာဆက်ပြီးကြည့်လိုက်ကြရအောင်နော်။ငါးကြီးစီတောက်ချီရဲ့တက်မာရေးကောင်းကျိုးတွေကတော့နံပါတ်1အနေနဲ့ မျက်စိကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ငါးကြီးစီမပါဝင်တဲ့ဒီအရှိရာမျက်ကြည့်လွာတိဆောက်တဲ့အခါမှာအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။မျက်စိအားနေတဲ့သူတွေမျက်စိမုန်နေသူတွေကွန်ပျူတာရှိမှတနည်းကုန်ထိုက်ပြီးအလွတ်လွတ်နေရတဲ့သူတွေအတွက်များစွာအကျိုးရှိစေပါတယ်။နမနေ့ချက်ကတော့အုံနောက်လောက်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်။ EPA နဲ့ဒီအရှိပါဝင်လို့အုံနောက်ဖွပြိုးစေပြီးညရေထက်မြက်စေပါတယ်။ ဒါကြောင့်ကျောင်းလူအရွယ်တွေလူကြီးလူငယ်တွေယူတောက်ပေးသင့်ပါတယ်။ဒါပြင်မညံကောင်းစီပြီးမကြာခဏမိတ္တတာကိုကူညီပေးနိုင်ပါတယ်။နောက်ပြီးအသက်အရွယ်နည်းဆိုင်တဲ့မညံကြဆင်းမှုနဲ့အဲဆိုင်မယောဂဖြစ်နိုင်ခြင်းကိုရှင်းချပေးပါတယ်။နောက်တစ်ချက်ကတော့နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။အိုမီဂါ3ဟာထရိုက်ဂလစ်ဆရိုက်နဲ့သွေးပေါက်ခြေကိုလျှော့ချပေးပြီးနှလုံးခုန်နှုန်းပုံမှန်မဟုတ်တာနဲ့နှလုံးရောဂါဖြစ်နိုင်ခြေကိုပါလျှော့ချပေးပါတယ်။ နံပါတ်၄ချက်ကတော့အသေးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ Omega 3ဟာအသေးစိတ်ကိုယောဂါကိုကာကွယ်ပေးနိုင်ပြီးအသေးရဲ့လှုပ်ဆောင်ချက်တွေကိုပါမြင့်တင်ပေးနိုင်ပါတယ်။နောက်နံပါတ်၅အချက်ကတော့မိန်းကလေးများရသည်လားစဉ်နာကျင်မှုကိုသက်သာစေပါတယ်။ Omega 3ပုံမှန်တောက်ပေးတဲ့မိန်းကလေးတွေအားဆိုရင်ရသည်လားချိန်မှာခံစားနေရတဲ့နာကျင်မှုတွေကိုသက်သာစေပါတယ်။နောက်တစ်ချက်ကတော့အရေးပြားအတွက်ကောင်းမွန်စေပါတယ်။ ။ Omega 3ဟာအသားရည်ကိုကောင်းမွန်စေပြီးအရွယ်မတိုင်ခင် Omega ရုံမှုကိုကာကွယ်ပေးပါတယ်။နောက်ပြီးနေရောင်ခြည်ကြောင့်အသားရည်ပျက်စီးခြင်းမှလည်းကာကွယ်ပေးပါတယ်။နောက်နံပါတ်9အချက်ကတော့ကိစ္စယောဂါကိုကာကွယ်ပေးပါတယ်။ Omega 3ဟာအချို့သောကိစ္စယောဂါကိုလျှော့ချပေးပါတယ်။ Omega 3တောက်တဲ့သူအများစုဟာဥမကြီးကိစ္စဖြစ်နိုင်ခြေကို55ရာခိုင်နှုန်းထိညော့နေစေကြောင်းလိမ့်လာမှုတွေအရဖော်ပြထားပါတယ်။ ။ဦးမင်းကသတိတောက်တဲ့အမျိုးသားအများစုဟာစီးကျင်းကိစ္စဖြစ်နိုင်ခြေကိုရှင်းချပေးပြီးတော့အမျိုးသမီးအများစုမှာတော့ရင်နှန်းကိစ္စဖြစ်နိုင်ခြေကိုရှင်းချပေးပါတယ်။နောက်တစ်ခုကတော့ရောင်ရွှဲမှုကိုရှင်းချပေးပါတယ်။ဦးမင်းက3ဟာရောင်ရွှဲမှုကိုဆက်ကျင်သည်ကုန်တက်တိများရှိပြီးအစိမ့်မြင့်ရောင်ရွှဲခြင်းကဲ့သို့ရောင်ရွှဲမှုဆိုင်ရာလက္ခဏာတွေကိုသက်သာစေနိုင်ပါတယ်။နောက်နံပါတ်5အချက်ကတော့စိတ်တက်ကြွခြင်းကိုသက်သာစေပါတယ်။ စိတ်တက်တဲ့ဟာကဘာပေါ်မှာအဖြစ်အများဆုံးယောဂလူတွေအားတစ်ခုဖြစ်ပါတယ်။ငါးကြီးစီမှာပါဝင်တဲ့ EPA ဟာစိတ်တက်ခြင်းကိုတိတိတတ်တာတတ်တာစီပါတယ်။နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်၁၀ချက်ကတော့အိဆက်ခြင်းကိုပုံမကောင်းမှုစီပါတယ်။လိလတူရှိချက်တွေအရအိပ်ရပြက်ခြင်းဟာအဝလိုခြင်းစီကျူယောဂစိတ်တက်ယောဂတို့နဲ့ဆက်ဆက်နေပါတယ်။ Omega 3ပုံမှန်တောက်ခွေးရဲ့အိဆက်ခြင်းကိုအထောက်အပံ့ပြုစေတဲ့အတွက်အိပ်ပျော်စေမှာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ငါးကြီးစီတောက်ကြီးရဲ့ကောင်းကျိုးတွေကိုသိရှိသွားကြပြီပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးတစ်ချို့တရားရရှိမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါဦးနော်ဗီဒီယိုတင်တိုင်းမြင်သိရအောင် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်ပရိသတ်ကြီးအားလုံးကျန်းမာပျော်ရွှင်ပြီး အရာလပ်ပါတဲ့နည်းရများစွာကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။